ားလုံးမင်္ဂလာပါရှင်အဲ့တော့လေကျမတို့တွေရပါတော့ဒုတိယပိုင်းအနေနဲ့ပေါ့နော်ကျမတို့စိတ်ကိုဖြည့်လျှော့ဖို့ဆိုတာကလေကျမတို့တွေးကြည့်တာပေါ့နော်လူတွေကကျမတို့ငယ်ငယ်တုန်းကလေဆရာတွေပြောတဲ့စကားတွေပေါ့နော်ဆရာတွေပြောတဲ့စကားတွေကျမတို့အများအားကြားနေရတာပေါ့နော်လူတွေကကိုယ့်ကိုယ်လှပအောင်ပြင်ကြတယ်နော်ပြင်ပြကြတယ်မျိုးမျိုးပြင်ပြကြတယ်နော်ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်လေးကိုလှပအောင်ပြင်ကြတယ်နော်ဒါတွေကတခင့်မှာပေါ့နော် လှပရေးအပြင်မဲ့လှပနဲ့ပတ်သက်လို့ရှိရင်ဒီကမျိုးမျိုးဖြစ်ဖြစ်ကြတယ်ပေါ့နော်ဒါပေမဲ့တဲ့ပတ်စံကြပြားမှမကုန်နေတဲ့စိတ်ကိုမိုးတဲ့ပြုတ်ပြီးပြုတ်ကြကိုမိုးတဲ့ကျမတို့တွေอ่ะပေါ့နော်ကျမတို့တွေအားလုံးပေါ့နော်မိရောနေကြတယ်ပေါ့လေအဲ့တော့တကယ်လည်းမှန်တာပေါ့နော်ကျမတို့ရဲ့စိတ်ကိုကျမတို့ဘယ်လိုပြင်ရမလဲဆိုတော့လေကျမတို့အတွေးကောင်းလေးတွေတွေးပြီးကျမတို့ပြင်ဖို့အရေးကြီးတာပေါ့နော်အဲ့တော့ကျမတို့စိတ်ကိုဖြေလျှော့မယ်ဆိုတော့ကျမရဲ့အတွေ့အကြုံရပေါ့နော်ကျမကပေါ့နော် လိုပေါ့နော်ကိုယ့်စိတ်ထဲမှာကိုဒါတွေကိုနားမလည်ခဲ့တဲ့အခါကျတော့ကိုယ့်စိတ်ကိုမဖြေလျှော့ခဲ့မိဘူးပေါ့နော်ဖြေလျှော့ခဲ့မိတဲ့အခါမှာကျမတို့ဘဝမှာပိတ်ဆို့လာတယ်ပေါ့နော်ဘဝတွေတုတ်တဲ့တုတ်တဲ့ကြောင်းကြီးဘဝကြီးဘဝကြောင်းကိုကျမတကယ်ပိတ်ဆို့ခဲ့ပါအဲ့တော့ကျမဘလောက်ထိခံစားခဲ့ရလဲဆိုကျမနှစ်ပေါင်း90လောက်ထိခံစားနှစ်ပေါင်း90ကျော်ခံစားခဲ့ရပါတယ်ပေါ့နော်ကျမတို့ဒီအသက်ဒီရမှာဒီရတော့ကျမတိလျက်တဲ့အခါမှာဘာပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့နောက်ကြသေးပါကျမတို့တိမ်မမတည်သေးဘူး ော်တချို့ဆိုလို့ရှိရင်ပေရာတည်သွားတယ်ဒီစိတ်တွေကိုပြန်နိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ကျမတို့အနေနဲ့ဘယ်လိုမျိုးစိတ်တွေကိုကျမတို့ဖြေရှင်းရမလဲဆိုတဲ့အခါကျတော့ပေါ့နော်ပေါ့နော်ကိုယ့်ရဲ့ကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်မိသားစုနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ပတ်ဝန်းကျင်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကိုယ့်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကိုယ့်ကိုပေါ့နော်လူတစ်ဦးတစ်ယောက်ကပေါ့နော်ကိုကိုနာကြီးအောင်အဆက်ကွဲအောင်ကိုကုံသိခါကြာစီအောင်စသည်ဖြစ်ပေါ့နော်အမျိုးမျိုးကိုပေါ့နော်တစ်ခ လုခဲ့တာမျိုးရှိတယ်ဆိုလို့ရှိရင်ကျမတို့တွေကပေါ့နော်တသက်နဲ့တကူတော့ကျမတို့မမေ့နိုင်ပါဘူးเนาะအဲ့ဒါတွေကိုကျမတို့ကဘယ်လိုလုပ်အောင်လဲဆိုကျမတို့ခွင့်လွှတ်ရပါမယ်เนาะခွင့်လွှတ်ဖို့ဆိုတော့လည်းကျမတို့လေဟိုကျမတို့အလူရန်လူရန်တသက်လုံးကြားဖို့နေတာပေါ့နော်ဟဲမေတ္တာထားလိုက်ပါမေတ္တာထားလိုက်ပါပေါ့နော်ဒါပေမဲ့အဲ့ဒီမေတ္တာထားတော့ကျမတို့တွေကပံမံမထားနိုင်ပါဘူးအဲ့တော့ကျမတို့တွေကပေါ့နော်ဘလို့နီးနဲ့ကျမတို့ဖယ်ရှားလို့ရလဲဆိုတော့ဖြေလျှော့လို့ရလဲဆိုတော့ဥပမာ တော့ကို့ပတ်ဝန်းကျင်မှာရှိတဲ့လူတစ်ယောက်ကပေါ့နော်ကို့ပေါ့နော်ကို့စိတ်နှောက်ရက်ဖြစ်အောင်ကို့ကုန်တိခါကြအောင်ကို့ကိုလုတ်ခဲ့တယ်ဆိုလို့ရှိရင် तू ကအဲမိတ်ဆွေအပေါင်းတင်နဲ့ပတ်သက်သွားတာပေါ့နော်ပြီးတော့အဲ့ဒီမိတ်ဆွေအပေါင်းတင်ကိုကျွန်တော်တို့အနေနဲ့စိတ်ထဲမှာဘလို့တွေးဘလို့အတွေးကောင်းမျိုးတွေနဲ့တွေးရလဲဆိုတော့ပေါ့နော်အိုးငါ့မှာမိတ်ဆွေကောင်းတွေရှိတယ်ငါမိတ်ဆွေကောင်းတွေအကျိုးငါခံစားနေရပြီဆိုပြီးကျွန်တော်တို့ကလေနာနာရွှေ့ဖို့အရေးကြီးပါတယ်ကျွန်မလည်းအဲ့ဒီမျိုးကျွန်မကျင့်သုံးပါတယ်နော်အဲ့တော့ကျွန်မတို့အနေနဲ့အဲ့လိုကျင့်သုံးလိုက်တဲ့ခါကျတော့ရှိရင်ချက်ချင်းတော့ ချက်ချင်းတော့လေဟိုမပြေပြတ်ဘူးပေါ့နော်ဒါပေမဲ့တစ်နှစ်တစ်လဟမ်ဒါပေမဲ့ပေါ့နော်နှစ်ပေါင်းများစွာကိုကျမတို့ကြာသွားတဲ့